အားလုံးပဲမင်္ဂလာပါလူဆိုတာမြောက်ကနေဆင်းသက်လာတယ်ဆိုတော့ဟုတ်ပါသလားပေါ့နော်အဲ့ဒါကိုဦးစင်းကဒီ TOP ထုတ်တဲ့ evolution theory ပိုင်းရှင်ချားတာဝင်ရဲ့လူသားတွေဆင်းသက်လာပုံအကြောင်းရယ်ဦးစင်းတို့ရဲ့မြတ်စွာဘုရားရဲ့လူအကြောင်းရယ်ဆက်ဆက်ပြီးတော့မျှော်ရပေးခြင်းပါတယ်နော်ချားတာဝင်ကပုံမှန်ကခရိယံဘာသာပေါ့ နော်နောက်ပိုင်းသူက primate တွေကိုသတိနေတဲ့လမ်းနဲ့ဒီလိုတခုရှာသေးပါတယ်အဲ့ဒါကကြတော့နာမည်ကြီး evolution theory ပါအဲ့ဒီ evolution theory ကြောင့်ပဲနောက်တိုင်းမှာလူအုပ်စုနှစ်ချမ်းကွဲပါတယ်အစဉ်လာဘာသာရေးကို လိုက်ထားတဲ့လူအုပ်စုရဲ့ခတိ evolution theory ကိုလိုက်တဲ့လူအုပ်စုရဲ့ဆိုပြီးတော့နှစ်စုကွဲရပါတယ်သူရဲ့ evolution theory ရ ဥစဉ်တို့လူသားတွေက natural selection တို့တဲ့ဘာဝနဲ့လိုက်လျောညီထည့်အောင်နေတဲ့ပုံကိုယ်တွေကရှိရှိမာတည်တံ့ပါတယ်သူကအဲ့ဒီဥစဉ်တို့တတော်တွေရဲ့အစကဆဲတဲ့တလုံးအစတာတဲ့အဲ့ဒီဆဲကနေပြီးတော့ဆင့်ကဲပွားတာတဲ့သူကနော်ပြီးဥစဉ်တို့လူသားတွေရဲ့အစက primate ပေါ့အဲ့ဒီ primate ကနေပြီးတော့ overworld monkey ပေါ့ကဘာဟောင်းကမြောက်ကြီးတွေဖြစ်တယ်ပြီးရင် new world monkey ကဘာတင်းမြောက်ပေါ့ ပြီးရင် grade E ပေါ်တယ်အဲ့ဒီ grade E ကနေပြီးတော့ဦးဇင်းတို့က Owen Jordan တို့ Gorilla တို့ Chimpanzee တို့ single ဖြစ်လာတယ်တဲ့ပြီးရင် Ali Hominid ပေါ့လူသားတွေအစပေါ့နော်စဖြစ်တယ်အဲ့ဒီ Ali Hominid ကနေပြီးတော့ဦးဇင်းတို့က Australia ပစ်တကက ဖြစ်ပေါ်တယ်ပေါ့ပြန်အဲ့ဒီကောင်ကတဆင့်ဦးသွဲလိုပိတိကတ် offense ဖြစ်ပေါ်တယ်အဲ့ offense ကနေတစ်စစ်ဥစ္စာလိုပစ်တကစီစီဒီမန်ဖြစ်တယ်အစားကကနဦးဖြစ်တယ်ဥစ္စာလိုပစ်တကလူကနေပြီးတော့ဦးဇင်းတို့ homo hypnet ဖြစ်တယ်ပေါ့အဲ့ဒီကောင်တွေတနည်းအားဖြင့် honey man လို့ခေါ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကလက်တွေကင်ပြီးတော့အသုံးပြနိုင်ပေါ့အဲ့ဒီ homo hamel တွေကနေပြီးတော့ ဟိုဟန်နီမန်ကနေပြီးတော့ဟိုမိုအီဝက်ဒက်ရှ်အဲ့ဒီဟိုမိုအီဝက်ကနေပြီးတော့သင်ဟိုမိုဟိုက်ဒန်ပါဂန်စစ်ဖြစ်တယ်အဲ့ဒီဟိုက်ဒန်ပါဂန်စစ်ကနေပြီးတော့ဦးဇင်းတို့ကနီယန်ဒါတယ်တို့တန်နီသိုပန်တို့ဟိုမိုသေးပြန်ဖြစ်တယ်အမဦးဇင်းတို့လူသားတွေဟိုမိုဆေးပြန်ပဲနော်ဟိုမိုဆိုတာလူဆေးပြန်ဆိုတာအတိအကျရှိတာပေါ့ အတင်းညာရှိတဲ့လူသားတွေဖြစ်ပေါ်လာတာအဲဟိုမိုဆေးပီးယန်းကအဲ့တည်းမှာဦးဇင်းတို့ကမျိုးနွယ်လိုက်လူသားတွေတင်းတက်လာတာပေါ့ဒီကနေ့ဖြစ်တဲ့လူပေါ့အတင်းညာရှိတဲ့လူပေါ့နော်ဒါကဦးဇင်းပြောပြတဲ့ဟိုခြားတော်ဝင်ပြောတဲ့ natural selection evolution တူရလူသားတွေဆင့်ကဖြစ်ပေါ်လာပုံဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့ theory နဲ့ဦးဇင်းတို့ဗုဒ္ဓရဲ့ လူဖြစ်ပေါ်တုံကြည့်မှသူလို့ရှိရင်ဖြစ်နိုင်လားပေါ့ဦးဇနုကမြောက်ကနေတားတဲ့တင်တက်လာတယ်ဆိုလို့ရှိရင်တော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဦးဇနုဗုဒ္ဓဆာပေအဘိဓမ္မာတဘောရဆိုလို့ရှိရင်မြောက်ဆိုတာတိရစ္ဆာန်တိရစ္ဆာန်ရဲ့စိတ်ကပိဋကနေစိတ်ကအာဟေအာကုဒရာဝိပဥပိ္ခာတန်ဒီကနာအဲ့ဒီသိနေဖြစ်တာပေါ့ဦးဇနုလူရတော့မဟာဝိပဥပိ္ခာတဟာကိုတန်ဒီဝနာဖြစ်တာပေါ့စိတ်ကစန့်ကျင်တယ် ဆန်းကျင်နေတဲ့ကြောင့်မြောက်ကနေလူဖြစ်လာတော့မဟုတ်နိုင်ဘူးပေါ့တို့တော့သူတို့ခြားရမယ့်သူပြတော့မြောက်ကနေတည်းဆင်းတတ်တာမဟုတ်ဘူးတဖြည်းဖြည်းချင်းအကိုင်းခက်တွေကွဲခွက်ပြီးတော့လူတွေပေါ်လာတာလို့သူကပြောတာပေါ့နော်ဘယ်လိုပဲပြပြဦးဇင်းတို့ဗုဒ္ဓအပိဓမ္မာနဲ့မတူပါဘူးတို့တော့တခုစဉ်းစားကြရရှိတာကကြတော့မြတ်စွာဘုရားကတဲ့မင်းတို့ငါတို့တွေကြ ဟိုအတိတ်ဘဝတွေကမိုင်မဲခဲ့လို့ငါတို့တွေဒီချိန်ထိတန်တရာကိုသင်ရကနေမလွတ်မလွတ်တာအဲ့လိုပြောတယ်ဒါဆိုလို့ရှိရင်ဦးဇင်းတို့ကလည်းအတိတ်ဘဝမှာမိုက်ခဲ့တာပေါ့လေလွန်ခဲ့တဲ့ဘဝပေါင်းများစွာများများစွာမိုက်ခဲ့တယ်လို့ပြောလို့ရတာပေါ့မိုက်လို့ပဲတန်တရာကိုသင်ရကနေမလွတ်ပဲနဲ့တဝဲလက်လက်ကျင်နေရတာပေါ့ဒီလားဟုတ်ပြီဒါဆိုလို့ရှိရင်ဦးဇင်းတို့ဗုဒ္ဓဆာပေရ လူသားတွေဘလို့ဖြစ်တာလဲပေါ့ဒါထပ်ပြောရမယ်ဗုဒ္ဓသာပေမှာဒီတကြဝဠာအကြောင်းကိုခေါ်တာရှိတယ်ပေါ့ဒီတကြဝဠာကြီးကပြည့်စည်နေတဲ့အချိန်ပြည့်စည်ပြီးတည်နေတဲ့အချိန်ပြန်လဲစတည်နေတဲ့အချိန်ပြန်လဲစတည်ပြီးဖြစ်ပေါ်နေတဲ့အချိန်ဆိုပြီးတော့အချိန်၄ချိန်ရှိပါတယ်เนาะအဲ့ဒါကိုသူကပြန်တန်ဝိတ္တထာယီ တန်ဝတကတန်ဝတထာယိကဝိဝတကဝိဝတထာယိကဆိုပြီးတော့သာဘေကပြောတယ်ပေါ့တန်ဝတကဆိုတာကကြတော့ပျက်စီးနေတဲ့အချိန်ပေါ့ဦးဇင်းတို့ကမ္ဘာလောကဒီဒီတကြပလာကြီးပျက်စီးနေတဲ့အချိန်ကိုတန်ဝတကခေါ်ပါတယ်အဲ့ဒီပျက်စီးနေပြီးတော့တည်တန်းနေတဲ့အချိန်ကိုကြတော့တန်ဝတထာယိကလို့ခေါ်ပါတယ်ပြင်ဒီပြန်ဖြစ်ပေါ်တဲ့အချိန်ကိုဝိဝတကခေါ်ပါတယ်ပြန်လေဖြစ်ပေါ်ပြီးတည်နေတဲ့အချိန်ကို we would that ထိုက်ကခေါ်ပါတယ်နော်ဒါဦးဇင်းတို့အဲ့ဒီကျမှဒါကဘာဖြစ်ပေါ်တာပေါ့ကဘာပြက်တဲ့အခါမှာဒီတကြဝလာပြစီတဲ့အခါမှာလေချောင်းပြက်တယ်မိချောင်းပြက်တယ်ရေချောင်းပြက်တယ်ပေါ့အဲ့ဒီကဘာပြက်တဲ့အချိန်မှာဦးဇင်းတို့ကအဘဒရာပုံမဲ့ဖြစ်ပေါ်တယ်ပေါ့အဲ့ဒီအဘဒရာပုံမှာလူတွေကပြန်မာဖြစ်ပြီးတော့နေတယ်ပြီးရင်ဦးဇင်းခုနပြောခဲ့တဲ့ တခြားဘာကပြန်ဖြစ်တယ်ပေါ့နော်ဝီဝတကဝီဝတထိုင်ကအဲ့ဒီချိန်မှာမြမဘုံကမြမကနေပြီးတော့သူ့ရဲ့ဇန်အရှင်ဟုန်ကုန်ပြီးတော့လူလာဖြစ်တယ်ပေါ့လူကအဲ့ကစားတာဒါဥဒ္ဓနဗုဒ္ဓအပိဓမ္မာအရာဗုဒ္ဓစာပေရလူဖြစ်ပေါ်လာပုံပေါ့နော်ဟိုခရိယံပါတာကြောက်တော့သာဝရဖန်သင်းခြင်းကနေပြီးတော့အာရန်ကိုဖန်သင်းတယ်အာရန်ကိုမြေကြီးကနေဖန်သင်းတယ်ပေါ့အဲ့ဒီမြေကြီးကဖန်သင်းတဲ့အာရန်ရဲ့ နာယုတ်ကိုယူပြီးတော့အေဝါကိုဖန်သိမ်းတယ်ပေါ့အစ္စလမ်နဲ့အဲ့တိုင်းပါပဲဟိန်နူဘာတာဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဗြဟ္မာကြီးရဲ့ဂရင်းကမွေးတာကိုဗြဟ္မနာလူမျိုးပေါ့နော်ပြီးရင်ခတိယဆိုတဲ့မင်းမျိုးပေါ့ကုံတယ်မှုဆိုတဲ့တောက်ရလူမျိုးပေါ့ဝတ္တလူမျိုးပေါ့အခိုင်းအသိခံဖြစ်တဲ့တောက်ရလူမျိုးဆိုပြီးဖြစ်ပေါ်တယ်ပေါ့ အဲ့ဒါကိုပြမကြီးရဲ့ဂရင်းကနေတစ်ထင်မွေးတာပြမကြီးရဲ့ရင်ဘက်ကနေမွေးတာပြမကြီးရဲ့ချက်ကနေမွေးတာပြမကြီးရဲ့ခြေပုံကမွေးတာဆိုပြီးတော့အသင်းနဲ့ခွဲပါသေးတယ်ဒါကဟိန္ဒူဘာသာတဏီအဖြစ်ပြမနာဘာသာလူဖြစ်ပေါ်ပုံပေါ့ဟမ်ဦးဇင်းတို့တွေကအတိတ်ဘဝမှာဖြစ်ခဲ့ဘူးတယ်တရိတ်ထန်လည်းဖြစ်ခဲ့ဘူးတယ်ငရဲလည်းဖြစ်ခဲ့ဘူးတယ်ပိတ်သက်လည်းဖြစ်ခဲ့ဘူးတယ်ပြမလည်းဖြစ်ခဲ့ဘူးတယ် နဲ့လည်းဖြစ်ခဲ့ဘူးတယ်ပေါ့များသောအပြင်ကတော့ဦးသူတို့ကအပယ်လေးပတ်မှနေတာများတယ်ပေါ့နော်အဲ့ဒီမှာအပယ်လေးပတ်မှနေတဲ့တိတ်ကဦးသူတို့တိတ်ကတရိတ်တန်တိတ်ပဲလေပြီးတော့ကုသိုလ်ကောင်းမှုတွေပြန်တရိယပြီးတော့မှကုသိုလ်ကောင်းမှုကိုအံ့မှုတေတမလူဖြစ်နတ်ဖြစ်တာပေါ့ဒါဘုရားသာပေရလူတွေဖြစ်ပေါ်လာပုံအကြောင်းကိုမျှော်ရဖြစ်ပါပြည်မြတ်တဲ့ပြကလူဆိုတဲ့တိပ္ပံကိုဖွင့်နေတယ်တလားလူဆိုတာဘာလဲပေါ့ နော်လူဆိုတာအကုသို့အကုသို့ကိုတိမှလူတဲ့ကုတလာကုတလံမနတိတတနာတိတိကုတလောမနုတောလူလို့ခေါ်ပါတယ်ပြီးရင်သူတပါးရဲ့အချိုးမိမိရဲ့အချိုးကိုတိမှလူလို့ခေါ်ပါတယ်နောက်တော့တမလွန်အချိုးယခုမျက်မှောက်အချိုးကိုတိမှလူလို့ခေါ်ပါတယ်တဲ့နော် ဲ့ဒါမှလူတို့ခေါ်တာအဲ့ဒါကိုမသိရင်မသက်ပြားကဥကောင်းဥကောင်းပေါက်နေတော့လည်းပဲလူတို့မခေါ်ပါဘူးလေပခုံးနှစ်ပတ်ကြာမှဥကောင်းပေါက်နေတော့လည်းပဲလူတို့မခေါ်ပါဘူးဆိုပြီးမသက်ပြားကခေါ်ပါတယ်ပြီးတော့လူလင်းမျိုးရှိသေးတယ်နောက်တဲ့လူလင်းမျိုးကဘာလဲဆိုလို့ရှိရင်မနုဿတ်နေပဲကြီးရတယ်လူငရဲသားနော်လူပေါ်တော့ရတယ်တို့တော့မကောင်းမှုအကုသိုလ်ကိုပဲပြုနေတဲ့ပုဂ္ဂိုလ်ကိုမနုဿနေပဲကြီးကခေါ်တဲ့လူငရဲသားလို့ခေါ်ပါတယ် ောက်နံပါတ်2ဖြစ်တဲ့မနုဿတိဝိသနာပေါ့ဒုတိယသံသူကကြတော့ကုသိုလ်အကုသိုလ်ကိုမတိပဲနဲ့လူတော့ဖြစ်တဲ့အိတ်အိတ်လိုက်စားလိုက်ကမ္မကုံမှုရလိုက်ပဲနေတဲ့ပုဂ္ဂိုလ်ကိုလူတိသံလို့မြတ်တပြားခေါ်ပါတယ်ပြီးမနုဿပေတာဆိုတဲ့လူပိတ်တာသူကကြတော့တားဆွဲမရဆွဲဥစ္စာဆွဲလောဘကြီးနေတဲ့ပုဂ္ဂိုလ်ရတော့လူပိတ်တာလို့ခေါ်ပါတယ်ပြီးမနုဿပရမထဘလူမြတ်သူတော်ကောင်းပေါ့လောကရဲ့အချိုး နော်တိုင်းပြည်ရဲ့အချိုးဘာသာအချိုးသာသနာအချိုးကိုဆံရတဲ့ပုဂ္ဂိုလ်ကိုလူသူတော်ကောင်းလို့ခေါ်ပါတယ်ဒါမှမဟုတ်ပြရရဲ့လူအသင်းတင်ခွဲခြားပုံပေါ့နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အခုခြားတာဝင်ရဲ့လူဖြစ်ပေါ်လာပုံကိုဘုရားရဲ့လူဖြစ်ပေါ်လာပုံလူအကြောင်းတွေကိုဥသင်တည်တော့မျှဝေပေးခဲ့တာဖြစ်ပါတယ်